လုံခြုံရေးပြည့်ယူထားတဲ့ရုရှားစစ်ရဲထားတွေကိုဗျူဟာမြောက်တိုက်ခိုက်နိုင်ခဲ့တဲ့ယူကရိန်း drone အုပ်စုယူကရိန်း drone တွေကရုရှားလေပိုင်နယ်ထဲကိုအရှင်ဟုန်နဲ့ဖျက်ဆီးနေပါတယ်သူတို့ရဲ့ဥတီယာကတော့ရထားကြီးတစ်စင်းကိုပါပဲဒီရထားကယိုယိုတော့မဟုတ်ပါဘူးရုရှားစစ်တုံးရင်တွေစစ်လက်နက်တွေတင်ထားတဲ့ရထားကြီးတွေပါတွဲ38တွဲလုံးမှာပြည်စည်းတွေအပြည့်ပါပါတယ် ဒီရထားပေါ်ကအင်အားနေဆိုရင်မြို့တမြို့ကိုအသာလေးဖြိုနိုင်တဲ့အနေအထားမှာရှိပါတယ်။ဒါပေမဲ့ drone ရဲ့ခီးလန်းကလွယ်ကူနေတာမဟုတ်ပါဘူး။လမ်းကြားတစ်လျှောက်မှာတင်းကျပ်တဲ့လေကြောင်းကာကွယ်ရေးစနစ်တွေ radar တွေရှိနေပါတယ်။အခုလဲ Russian radar စနစ်တွေက drone တွေကိုထောက်လန်းမိနေပါတယ်။ပြီးတော့ drone ရဲ့လှုပ်ဆောင်ချက်တွေကိုပြည့်စည်အောင်နောက်ရှက်ပေးနေကြတာပါ။ဒါပေမဲ့ဒီ drone တွေကအမေဆုံးရဲ့ပြည့်စည်ဖို့ drone တွေမဟုတ်ပါဘူး။ဒီလိုနောက်ရှက်မှုတွေမှာ mission ကိုဆက်ပြီးတော့လှုပ်ဆောင်နိုင်စေဖို့တေချာပြုပြင်ထားပါတယ်။ YouTube စစ်ကြေးပြီးပါ drone တွေမှာရုရှားတွေမတည်တဲ့လက်ကွက်တစ်ခုရှိပါတယ်။ drone တွေရဲ့ပထမဆုံး mission ကတော့ရုရှားရဲ့ကာကွယ်ရေးမျက်လုံးတွေကိုပိတ်ပစ်ဖို့ပါပဲ။ အဲ့ဒီ mission အောင်မြင်မှကျန်တဲ့ mission တွေကိုဆက်လုပ်နိုင်မှာပါပထမ mission အောင်မြင်သွားရင်တော့ Russia ရဲ့ကာကွယ်ရေးမျက်လုံးတွေကမိနစ်နဲ့10လောက်ပိတ်သွားမှာဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိမှာတော့ Russia ရဲ့ Rebelwin စနစ်က drone တွေကိုခြေရာခံမိသွားပါတယ်။ပြီးတော့အဲ့ဒီ drone တွေကိုထိန်းချုပ်ဖို့ကြိုးစားနေပါတယ်။ Russia operator တွေက drone တွေကိုအတူယောင်အမိန့်နေထုတ်ပြီးတော့မြေပေါ်ဆင်းခိုင်းမှုကြိုးစားနေတာပါ။ဒါပေမဲ့ drone ကသူတို့အမိန့်ကိုမလာခံကြပါဘူး။တစ်စက္ကန့်ကိုလိုင်းတော့အကျဉ်းတထောင်လောက်လှုပ်ပြီးတော့အာခံမှုကြိုးစားနေပါတယ်။ဒီလိုင်းတော့နေပြောင်းတာကလည်းအရန်ကိုမြင်ပါတယ်။ ရုရှား operator တွေကလိုင်းနှုန်းတစ်ခုကိုတတ်မှတ်လိုက်ချိန်မှာဒရုန်းရဲ့လိုင်းနှုန်းတွေကနောက်ထပ်နှစ်ဆင့်လောက်ကိုပြောင်းပြီးနေပါပြီဒီနည်းပညာက frequency hopping လို့ခေါ်ပါတယ်အသစ်စမ်းတော့မဟုတ်ပါဘူးဒုတိယကမ္ဘာစစ်ကတည်းကရှိပါတယ်ဒါပေမဲ့ Ukraine တွေကအဲ့ဒါကိုအသိမြင်ထားပါတယ်။ဒါကြောင့်မဲ့ Russia တွေက drone တွေကိုထိန်းချုပ်ဖို့ကြိုးစားနေပေမဲ့ဘလို့မှမတက်နိုင်ဘူးဖြစ်ပါတယ်။ဒီအချိန်မှာပဲ drone တွေကအုပ်စုနှစ်စုခွဲပြီးပြန်တန်းသွားတာပါ ုပ်စုတစုကစော်ဘာဂီမြဝမ်းကနေချီတက်သွားပါတယ်ဒီလမ်းကြောင်းကပြင်းမဲ့စီရောက်ဖို့40ကီလိုမီတာလောက်တော့ပိုးဝေးသွားတာပါအဲ့ဒီမှာလေရုရှားရဲ့ရေဒါ ADR ထဲမှာရှိနေပါတယ်ဒါပေမဲ့ယူကရိန်းထောက်လန်းရေးတွေကဒီဒေသရဲ့အခြေအနေတိုင်းကိုတေချာစုံစမ်းထောက်လန်းခဲ့တာပါရေဒါဖြန့်ချက်ထားတဲ့အခြေအနေရောမကြံခဲ့ပါဘူးတကယ်တော့ဒီနေရာကရေတာပြင်းနဲ့လုံခြုံရေးတင်းကျပ်ထားပါတယ်။ဒါပေမဲ့မြင်းမျက်နှာသွင်းပြင်းကြောင့်ဖြစ်လာရတဲ့ဂဲလ်ပေါက်တီတော့ရှိပါတယ်။တနည်းပြောရမယ်ဆိုရင်ရေတာမျက်ကွယ်နေရာလေးတွေပါ။ထောက်လန်းရေးတွေကအဲ့ဒီလိုမျက်ကွယ်နေရာတွေကိုတွက်ချက်ပြီးဒရုန်းပြန်တမ်းမှုလမ်းကြောင်းဆွဲခဲ့ပါတယ်။ တနအီကို180ကီလိုမီတာနှုန်းနဲ့ပြန်တန်းနေတဲ့ drone တွေကရေဒါမှာအမြဲပျောက်နေရမှာမဟုတ်ပါဘူး။ရေဒါမျက်ကွယ်နဲ့လွတ်တဲ့နေရာကိုရောက်ရင်ရုရှားတရဲ့ထောက်လန်းမှုကိုခံခဲ့ရပါတယ်။အဲ့ဒီကနေမှရေဒါမျက်ကွယ်နေရာတွေကိုအမြဲပြန်တန်းရတာပါ။ drone တွေကတတ်မှတ်ထားတဲ့လမ်းကြောင်းကနေမထွက်သွားအောင်အတော်သတိထားရပါတယ်။ ဘဲဘက်10ကီလိုမီတာလောက်လွဲသွားရင်ရုရှားရဲ့ S300 ရေဒါတွေကတွေးသွားမှာဖြစ်ပါတယ်။ညာဘက်ကိုလမ်းကြောင်းလွဲသွားရင် Mobile Tor M2 ရေဒါနဲ့တွေးသွားမှာပါ။နောက်ပြီးတော့ပြန်တန်းနေတဲ့အမြင့်ပေကိုလည်းတိတိကျကျထိန်းထားဖို့လိုအပ်ပါတယ်။ BTR 90အမြင့်ပေကိုထိန်းထားရပါတယ်။အဒီတက်နေသွားရင်လည်းတခုခုနဲ့တိုက်မိမှာပါ။မြင်သွားရင်လည်းရေဒါတွေမှာရှင်းရှင်းကြီးကိုသွားပေါ်နေမှာဖြစ်ပါတယ်။အုပ်စုကပြန်တန်းလိုက်တာကအကျိုးတော့ရှိပါတယ်။ရုရှားတွေကဘဲအုပ်စုကိုဦးစားပေးနေနေမလဲ။စဉ်းစားရင်းနဲ့ပဲလှုပ်ရှုပ်သွားတာကြောင့်ပါ။နောက်ဆုံးမှာတော့မြောက်ဘက်အုပ်စုကိုရင်နေနေဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ဒါကြောင့်မပန်ဆာလေးချောင်းရံကာကွယ်ရင်တွေကိုလွှတ်လိုက်ပါတယ်။ တောင်ဘက်က drone အုပ်စုရဲ့လှုပ်ရှားမှုကိုတော့သူတို့အနေနဲ့ခံမရခက်ပါလေ drone အုပ်စုနှစ်ခုစလုံးကလည်းလှုပ်ရှားကြတာလွယ်ကူနေတာမဟုတ်ပါဘူးသူတို့ရဲ့ပထမပြင်းမှတ်ကိုတိုက်ခိုက်ဖို့ဆိုရင်10ကီလိုမီတာမြင့်ကိုတက်နိုင်မှာဖြစ်မှာပါအဲ့ဒီခါကျရင်တော့လေကြောင်းကာကွယ်စနစ်တွေရဲ့ပြင်းမှတ်ထင်းမှာဘွားကနေပေါ်သွားမှာဖြစ်ပါတယ်ဒါပေမဲ့သူတို့တို့အားသာချက်တချို့တော့ရှိပါတယ်အဲ့ဒီနောက်မှာ cellular tower တိုင်းတွေရှိပါတယ်အဲ့ဒီ tower တိုင်းကထွက်တဲ့လျှက်စစ်တန်လိုက်လိုင်းတွေကိုအကာအကွယ်ယူပြီးလှုပ်ရှားရင်တော့ပို့ပြီးတော့လှုပ်တာကင်တာရှိရမှာပါမြောက်ဘက်ကိုဥတီနေတဲ့ drone အုပ်စုက2နာရီ26မိနစ်မှာ Oleksky ဒါအခွဲယုံနာကိုရောက်လာပါတယ်သူတို့က return ံမြက်ွယ်တွေကိုအားကိုးပြီးတော့ရုရှားလေပိုင်နဲ့ရဲ့89ကီလိုမီတာလောက်ကိုခရီးနှင်လာခဲ့ပါတယ်ဒီနီလန်ကအခုတည်းတည်းတော့အလုပ်ဖြစ်နေပါသေးတယ်။တခါတလေရုရှားရေဒါတွေပေါ်မှာဖမ်းခံခဲ့ရပေမဲ့ခက်မြမြန်ပြန်ပုံးနိုင်ခဲ့လို့ဒီချိန်လေးထိရောက်လာပါတယ်။အခုတော့ပထမဆုံးမေရှင်ကိုအကောင့်ထည့်ဖို့ရပါလို့မယ်။ဒါအခွဲယုံနာမှာတော့ ZU23 ဝင်ပြအမြောက်နှက်လက်ချထားပါတယ်။ ဒရုန်းတွေဝင်လာတယ်ဆိုတဲ့သတင်းကိုကြားရတဲ့အခါမှာအမြောက်သမားတွေလည်းတင်းရှိနေပါတယ်။ဒီအမြောက်တွေကဆိုဗီယက်လက်ကျန်တွေဆိုပေမဲ့အတုံးကတော့ဝင်နေပါသေးတယ်။23မီလီမီတာရှိတဲ့ပြောင်းဝါနှစ်ခုကနေ10မိနစ်ကိုကြီ2000လုံးနဲ့ပြစ်ခတ်နိုင်ပါတယ်။တနအာရီကို900နော့ကနုံးနဲ့မောင်းတဲ့ fighter jet တွေကိုပြစ်ဖို့ခက်ပေမဲ့ရဲအရင်တွေဒရုန်းတွေကိုတော့ပြစ်ချနိုင်စွမ်းရှိပါတယ်။ဒီအမြောက်ကရေဒါလမ်းညွန်စနစ်တွေတော့မပါပါဘူး။အမြောက်သမားတွေရဲ့ကျွမ်းကျင်မှုနဲ့ပြည့်ကြတာပါ။ဒရုန်းကိုထိန်းချုပ်ရတဲ့ operator ကတော့အပူကင်မရာကနေ330 kilovolt အားရှိတဲ့ transformer ကိုရှင်းရှင်းလင်းလင်းတွေ့နေရပါတယ်ဒီ transformer ကအဲ့ဒီဒေတာရဲ့အသက်သွေးကြောလို့ပြောရမှာပါရုရှားရဲ့လေကြောင်းရဲ့ကာကွယ်ရေးစနစ်တွေကဒီ transformer ကနေလျှက်စစ်ဓာတ်အားကိုရယူနေတာပါဒီနေရာကိုတိုက်ခိုက်နေတာကလေကြောင်းရဲ့ကာကွယ်ရေးစနစ်ကိုမျက်စိကွယ်တော့အောင်လုပ်လိုက်တယ်လို့ပါဒီအချိန်မှာ drone 3စီးကရှင်တွဲပြန်တန်းနေရာကနေထွက်ခွာသွားပါတယ်။ဥဆောင် drone ကမီတာ300ထက်ကိုတက်သွားပါတယ်။ဒီအချိန်မှာရုရှားအမြောက်တီရဲ့မြေကွင်းပေါ်မှာထင်းထင်းကြီးပေါ်သွားခဲ့ပါတယ်။ဒါကြောင့်မဲ့ Z-U-23 အမြောက်နှက်လက်က ဥဆောင် drone ဘက်ကိုလှည့်လာခဲ့ပါတယ်။အမျိုးသမားတွေကအဲ့ဒီ drone ကိုအာယုံစိုက်နေခြင်းမှာကျန်တဲ့ drone နဲ့စင်းကတော့အောက်ဘက်ကနေပြည့်မဲ့စီကိုတိတ်တိတ်ဆိတ်ဆိတ်နဲ့ဥတီနေခဲ့ပါတယ်။ transformer ခြံစည်းရုံးနဲ့မီတာတရအကွာမှာပဲဒုတိယ drone ကအမျိုးသမားတွေရဲ့မြင်ကွင်းပေါ်မှာပေါ်သွားခဲ့ပါတယ်။ဒါပေမဲ့အပေါ်ကိုချိန်ထားတဲ့အမြောက်ကိုအောင်းနေပြီးချိန်ဖို့တော့တော်တော်ကိုခက်ခဲပါတယ်။အမျိုးသမားတွေကကြံရမရတဲ့ဆုံးဥဆောင် drone ကိုပြစ်ချနေပါတယ်။ဒီအချိန်မှာ drone ကလေထဲမှာလိမ့်ပြီးအမြောက်ကြီးစံတွေကိုရှောင်နေခဲ့ပါတယ်။ဒီလမ်းထဲတွေရဲ့ပြည့်တဲ့နေကတွေ့လို့ရပါတယ်။ပြန်တန်းတဲ့လမ်းကြောင်းကိုတွေ့ချက်ပြီးတော့ ကျုပ်ပြစ်တာမျိုးပါပဲ။ Operator က drone ရဲ့ဥတီချက်ကိုပြောင်းပြန်လှန်လိုက်ပါတယ်။ဒီအချိန်မှာအမြောက်သမားတွေကပြင်မှတ်ကိုလိုက်ချင်ရင်းနဲ့အလုရှုံနေခဲ့ပါတယ်။ဒီရှုပ်တင်းမှုတွေကိုအခွင့်ကောင်းယူပြီးတက်တရ drone ကမစ်ရှင်ထဲဝင်လာပါတယ်။ပြီးတော့ပြင်မှတ်စီကိုအရှင်ဟုန်နဲ့ဥတီနေခဲ့ပါတယ်။ဒါဝါတိုင်တွေကိုကျော်ဖြတ်နိုင်ခဲ့တဲ့ drone ၃စီးကပြင်မှတ်စီကိုမတူညီတဲ့တောင်းတွေကနေချင်းကက်ခဲ့ပါတယ်။ပြီးတော့ transformer ကိုတစီးပြီးတစီးဝင်တိုက်ကဖျက်ဆီးနေခဲ့ပါတယ်။ပထမ drone က transformer ရဲ့အောက်ခြေကိုထိမှန်ပြီးတော့ဖျက်ဆီးလိုက်တာပါ။ နှစ်ဆက်ကန့်ကြာမှာဒုတိယ drone က transformer ရဲ့အပေါ်ပိုင်းကိုတဲတဲဝင်တိုက်ပြီးတော့ဖောက်ခွဲလိုက်ပါတယ်။တတိယ drone ကတော့ဖြည့်စည်းမှုနှစ်ခုကိုပိုအရှိန်မြင့်အောင်လွတ်လိုက်ပါတယ်။ဒီအချိန်မှာ transformer လေးလွတ်လပ်မရှိတော့ပါဘူး။ ထရန်စဖော်မာပြင်ဆင်သွားတာနဲ့တူလျှက်စစ်တာအားလည်းပြတ်တောက်သွားပါတယ်အဓိကနေရာတွေကအရေးပေါ်ဂျန်နရေတာတွေလည်းတက်ဝင်လာခဲ့ပါတယ်ဒါပေမဲ့ဒီဇယ်အင်ဂျင်တွေကပိုးပိုးအချိန်လိုအပ်ပါတယ်အီလက်ထရောနစ်စနစ်တွေလိုအပ်တဲ့တည်ငြိမ်လျှက်စစ်တာအားပေးနိုင်ဖို့အချိန်နည်းနည်းလိုပါတယ်လျှက်စစ်တာအားမငြိမ်တော့ရေတံမျက်နှာပြင်တန်းကမှိတ်တုံမှိတ်တုံဖြစ်နေမှာပါကွန်ပျူတာတွေကလည်း restart ခဏခဏကြာနေပါလိမ့်မယ်ဒီအချိန်အတွင်းမှာအုပ်စုခွဲထားတဲ့ drone တွေကရထားစီကိုအရှင်အဟုန်နဲ့ဥတီနေကြပါတယ်အချိန်ကဒေသဆန်တော်ချင်းနနာရီ33မိနစ်မေရထားပူတာယုံနောက်မှာလုံခြုံရေးယူထားတဲ့ Banksan S1 အဖွဲ့သားတွေကမိယာမငြိမ်လို့ကောင်းမောင်းကောင်းမဖြစ်နေတဲ့ကာကွယ်ရေးစနစ်ကိုငြိမ်အောင် ို့ကြိုးစားနေပါတယ်တကယ်တမ်းဆိုရင်သူတို့ထရက်ကားကိုယ်တိုင်မှာတော့မှဓာတ်အားတွေရှိနေသေးပါပဲ ဒါပေမဲ့ဒီစနေကကွန်ရိတ်တစ်ခုရဲ့အသေးပိုင်းဖြစ်တဲ့ဒီဇိုင်းထုတ်လုပ်ထားတာပါအဲ့ဒီအတွက်အထောက်အကူပြုကရိယာတွေလိုအပ်ပါတယ်အခုတော့အဲ့ဒီကရိယာရဲ့အကူအညီကိုကောင်းကောင်းမရတော့ပါဘူးသူတို့ရဲ့ကိုယ်ပိုင်မြင်ကွင်းကိုပေါ်လာမှသာတုံ့ပြန်လို့ရတော့မှာပါအဲ့ဒါကြောင့်တုံ့ပြန်နိုင်တဲ့အခြေအနေကအရန်တိုတောင်းသွားပါတယ်ဒီချိန်မှာ UJ Denise Beaver drone တွေကတော့ပုံရိုးွယ်ရိုးပြန်တန်းပြီးတော့155မိုင်အထိခရီးပေါက်လာခဲ့ပါတယ် drone တွေကခန်းနေတဲ့အနေအထားနဲ့ပြန်တန်းနေကြပါတယ်အဲ့ဒီမှာရှိတဲ့ P18 Sporax Radar ကမီတာ400ထက်ကိုအဓိကထောက်လန့်နေပါတယ်ဘာဖြစ်လို့လဲဆိုရင်သူတို့ရဲ့စစ်ဆေး drone တွေကိုမီတာ400အောက်ကိုပြန်တန်းပြီးတော့အသုံးပြုကြလို့ပါပဲ ဒီလိုပဲချက်ကိုတိနေတဲ့ Beaver Drone တွေကဟိုလိုလိုဒီလိုလိုပုံဖြတ်ရင်လည်းရထားလမ်းလားစီကိုတွေဖြည်းဖြည်းရောက်လာပါတယ်။နောက်ပြီးတော့ Ukraine ထောက်လမ်းရေးတွေကအရေးကြီးတဲ့သတင်းတစ်ခုကိုရခဲ့သေးတာပါ။အဲ့ဒါကတော့ Panzer တွေ duty chain နဲ့အချိန်မှာဒီအချိန်မျိုးမှာ9မိနစ်10မိနစ်လောက်ဟနေတတ်ပါတယ်။သူတို့ကအဲ့ဒီအချိန်ကိုကြွရှိရှိအသုံးချမှာပါ။ Operator တွေက drone တွေမှာတက်ထားတဲ့အနီးအောင်ရောင်ကြီး camera တွေကနေတဆင်မြင်ကွင်းကိုပုံဖော်ပြီးတော့ပြန်တန်းကြပါတယ်။ဒီအချိန်မှာ GPS လမ်းညွှန်မှုကိုအသုံးပြုလို့မရပါဘူး။ပန်ဆာထိန်းချုပ်တဲ့သူကတော့မော်နီတာမြင်ကွင်းပေါ်ကနေတွေ့ရတဲ့အချက်ပြမှုတွေကိုမျိုးလုံးမေးပြီးကြည့်နေတာပါ။ ဘာလို့လဲဆိုရင်အဆက်ပြောက်တွေကမှုံဝါးဝါးလေးပဲပေါ်နေလို့ဖြစ်ပါတယ်ဒီလက်နက်ကတက်ဆက်ကန့်ကို30ဒီဂရီနှုန်းနဲ့လက်ရတာပါအဲ့ဒါကအချိန်မြန်မြန်သွားနေတဲ့ရေနေကိုလိုက်ပစ်ဖို့တိတ်မလွယ်ကူလာပါဘူးနောက်ပြီးတော့လူရဲ့ထိန်းချုပ်မှုနဲ့ပဲပြည့်ရတာပါသူကပြစ်မှတ်ကိုရှာနေရင်းနဲ့အပူတက်တစ်ချက်လင်းလာတာကိုတွေ့ရပါတယ်ဒီပြစ်မှတ်ကငှက်လဲမဖြစ်နိုင်ဘူးဆိုတာအတွေ့အကြုံရသိရပါတယ်ဒါကြောင့်လက်နက်ပြောင်းဝါးကိုအဒီပဲလှည့်လိုက်ကြပါဒါမှမပြည့်တဲ့အတွက် hydraulic တွေကပြင်းပြင်းရီးရီးနဲ့ရုန်းကန်နေကြပါတယ်ဒါကြောင့်ပြင်းမဲ့ရှိရာစီကိုလှည့်နေဖို့30ကန့်လောက်ချိန်ကုန်သွားပါတယ်။တန်တရားရှိတဲ့ချင်းချောက်မှုမှန်တေကြတဲ့အတွက်သူကခလုတ်ကိုညှစ်ချလိုက်ပါတယ်။ ဒါပေမဲ့ဘာမှမဖြစ်ပါဘူး။ဘယ်ဒီဘွားလက်တံကခလုံးညှစ်လိုက်တိုင်းမှာအောက်ခြေတီပြင်းစင်သွားပါတယ်။သုံးလေးချိန်လောက်ဒီလိုဖြစ်ပြီးရနောက်မှာပန်ဆာစနစ်ကကောင်းကောင်းလုံးမလုပ်တော့ဘူးဆိုတော့နားလေပါတယ်။ဒါကြောင့်မဲ့ရေးပေါ်စနစ်ကိုပြောင်းပြီးတော့ပြစ်လိုက်ပါတယ်။ဒီချိန်မှာ57 ISIS ဒုံးကြီးတစ်စီးကပြုံးွားကနေအော်ဟစ်ပြီးတော့ထွက်လာပါတယ်။ဒီဒုံးကြီးတွေက radio data link ကနေအချက်လက်တွေယူပြီးလမ်းကြောင်းပြင်ဆင်မှုတွေလုပ်ပါတယ်။ဒါပေမဲ့ radar တွေကပြင်မဲ့နဲ့ပတ်သက်တဲ့အချက်လက်တွေကိုခြေရာခံနိုင်ခြင်းမရှိပါဘူး။ဒါကြောင့် operator တွေကပဲဒီဒုံးကြီးကိုပြင်မဲ့စေရအောင်ချိန်ညှိပေးရပါတယ်။ဒါပေမဲ့မြင်ကွင်းကမရှိနေတဲ့အတွက်အလုပ်သင့်မဖြစ်ပါဘူး။ဖြစ်ချင်တော့ ဒုံညေရေဒီယိုကိုအမိတ်တွေကမီတာ400ကျော်မှာမိတ်တုံမိတ်တုံဖြစ်လာခဲ့ပါတယ်။ဒီအချိန်မှာဒုံညေကိုထိန်းချုပ်လို့မရပါဘူး။ဒီဒုံညေကနောက်ဆုံးဥတီကျအတိုင်းပဲတိတ်တက်ဆက်သွားခဲ့တာပါ။ဒီအတွက် drone တွေကလည်းကန်ကောင်းခဲ့ပါတယ်။ဒီအချိန်မှာ drone တွေကနေရာဖြန့်ပြန်တန်းလိုက်ကြပါ။ဒီလိုပြန်တန်းခြင်းအပြည့်သူတို့ကိုတိုက်ခိုက်ဖို့ခက်သွားမှာဖြစ်ပါတယ်။ရုရှားရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေအချိန်မှန်အဖြစ်တော့အားနည်းနေမယ်ဆိုတော့သူတို့ကတွေ့ချက်ထားပြီးသားပါ။ဒီအချိန်မှာလူတွေကပဲဒီစနစ်ကိုကင်တွင်မှာဖြစ်ပါတယ်။လူတွေဖြစ်တဲ့အတွက်အာယုံမြောက်အောင်လုပ်ပြီးသူတို့ရဲ့မရှင်ကိုအကောင့်တွေပေါ်ရမှာပါ။ဒီစီစဉ်ကတကယ်လည်းလုတ်ဖြစ်နေခဲ့ပါတယ်။ ရုရှား operator တွေကအသေးအတန်ပြေးချဖို့ကြိုးစားနေကြပေမဲ့ drone ကအကာအကွယ်ရှိရာစီကိုပြန်တန်းလိုက်ပေါ်လာလိုက်နေပေအာယုန်နောက်လိုလုံနေခဲ့ပါတယ်ဘူတာယုံကနေမီတာ900กว่าမှာပြန်ပြီးတော့စူးစီးခဲ့ပါတယ်နှစ်နာရီနဲ့40မိနစ်အရောက်မှာ drone သုံးစီးစလုံးကမီးရထားဘူတာယုံစီကိုမတူညီတဲ့တောက်တွေကနေစူးပြီးချင်းခဲ့ပါတယ်အပူအာယုန်ခန်းကင်မရာတွေကနေတွဲ38တွဲပါဝင်တဲ့စစ်ရထားတစ်စီးကိုလည်းရှင်းရှင်းကြီးတွေ့လိုက်ရပါတယ် drone operator တွေကဘေးတွဲကိုတိုက်ခိုက်ရင်အထီးရောက်ဆုံးဖြစ်မယ်လေ တွဲချက်နေကြပါတယ်အပူအယုံခံကင်မရာတွေကတော့စီတူလောင်းတဲ့အတွေ့လက်နဲ့ခရမ်းတူလောင်းတဲ့အတွေ့စသဖြင့်တွေ့ရပါတယ်ဒီအချိန်မှာ operator တွေကလည်းတာဝန်ခွင့်ရမှုကိုလုပ်ကြပါတယ်သူတို့ကမီတာ50 100 150အမြင့်ကိုပြန်တန်းလိုက်ကြတာပါဦးဆောင် drone ကတော့ရထားစက်ကောင်ကိုတိုက်ခိုက်ဖို့တာဝန်ယူခဲ့ပါတယ် boiler ကထွက်လာတဲ့ပူချိန်တွေကကင်မရာထဲမှာတော့ထင်ရှားနေပါတယ်ဒီရထားပေါ်တွေမှာကားတွေစီးရီးရင်းနေလဲပါပါတယ် drone က3စီးပဲကျန်နေတဲ့အတွက်3ခါပဲတိုက်ခတ်ရမှာပါပြင်ပတွေအလုံးတီးပြူပြီးရတဲ့နောက်မှာပထမဆုံး drone ကစက်ကောင်ကိုဥတီပြီးတော့ဆင်းချလိုက်ပါတယ်ဒီကြောင့်ရင်တတိပေးချက်ရကလေးက ရထားမောင်းသူကရထားကိုရှေ့ဖို့ကြိုးစားနေပါတယ်ဒါပေမဲ့လည်းသူက drone ရဲ့အရှင်ကိုအန်တူးနိုင်ဖို့တမမိနေပါဘူးသူ့စီကိုထိုးဆိုင်လာတဲ့ drone တွေကိုစက်ကန်းတဲကနေကြည့်နေခဲ့ရပါတယ်တန်းကြက်ကတွေကိုထိုးပေါက်နိုင်ဖို့ဒီဇိုင်းဆွဲထားတဲ့ beaver drone တွေကိုအင်ဂျင်ခန်းတွေကိုဝင်သွားပြီးတော့ပေါက်ကွဲသွားခဲ့တာပါဒီအချိန်မှာရထားတွေကမယူလျားနိုင်တဲ့ပြစ်မှတ်ကြီးဖြစ်သွားရပါတယ်6စက္ကန့်ကြာမှတော့ဒုတိယ drone ကစီတင်ကားကိုတိုက်ခတ်ခဲ့တာပါဒီစရီဖြစ်နေတဲ့အတွက်ဝန်ကနေတော့မပေါက်ကွဲသွားပါဘူးအဲ့ဒီစားထွက်ကြလာတဲ့စီတွေကရထားအောက်ကိုမြေကြီးလိုစီးဆင်းထွက်သွားပါတယ်ရထားစက်ကောင်ကထွက်လာတဲ့မိတွေနဲ့တွေ့တဲ့အခါမှာမီးပြင်လေကြီးပြင်းနဲ့ကူးဆက်ခဲ့ပါတယ်။ဒ တတိယ drone ကတော့လက်နက်ခဲယမ်းတင်တဲ့ကားကိုပြင့်မဲ့ထားခဲ့ပါတယ် drone ဝင်တိုက်တဲ့အချိန်မှာ150 mm အမြောက်ကြီးတွေကဒေါသတကြီးနဲ့ပေါက်ကွဲသွားပါတယ်ဒီကြားထဲမှာအဲ့ဒီနားရောက်လာတဲ့ diesel တွေကြောင့်မိမိလာမှုကပိုဆိုးသွားတာပါ Ukraine ရဲ့ဒုတိယမေရှင်ဖြစ်တဲ့ drone 3စီးပြင့်မဲ့3ခုကတော့အောင်မြင်ခဲ့တယ်လို့ပြောရမှာပါအဲ့ဒီနေ့မှာ Russia ရဲ့ Ukraine နဲ့ drone တွေကိုပြစ်ချနိုင်ခဲ့တယ်လို့ဝါဒဖြန့်ကောက်ဖြန့်နိုင်ပါတယ်ဒါပေမဲ့အာကာသထဲကတော့မြင်ရတဲ့အထိကီလိုမီတာအရှိမီဒန်ကြီးကတော့ diesel လမ်းရဲ့ဖြစ်မှန်ကိုပြောပြနေခဲ့ပါတယ်ဗီဒီယိုလေးကတလောက်ပါပဲအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်